နိုဝင်ဘာ17ရက်နေ့2025ခုနှစ်မှာခွေးပဇက်ကနဇကာထွက်ပြီးပကိုးရည်ကြီးသလိုအင်ခေါ်မိုးတွေခွေးတက်တဲ့ကိစ္စတွေဖြစ်နေပါတယ်။ဟာဘာတွေလဲလူမြတ်ကျော်မင်းကစကလေးကခွေးတွေဝတ်တွေနဲ့ဘူးလက်လတ်ဆွေဆိုတဲ့အလေနတ်တော်တိုင်းမျိုးကိုဂုတ်သွေးဆုပ်ပြီးဘဲပြည်သူလူလူတယောက်ကိုမှကောင်းကျိုးမပေးတဲ့ကောင်စားမျိုးကဒီပါဇက်က ဘိုးချုပ်ထုံးမျက်နိုင်ဆိုရဲကျွန်တော်တို့တိုင်းပြည်လူလူရဲ့တော်လိုင်းလမ်းပြချေဘိုးချုပ်ထုံးမျက်နိုင်ကိုဘယ်နှရှိလဲရှိတဲ့နေရာပုံကျဲမယ်အပြက်ချမယ်အမြင့်ဖြုတ်မယ်ဆိုရဲစကားပြောလိုက်ပါလေအဲ့တော့ဒီနေရာမှာကနဦးမှကြားလို့ရာကနေပြည်တော်ကိုသိမ့်ပိုက်ပြီးရှင်တော့ဘိုးချုပ်ထုံးမျက်နိုင်နေတကွာပူပေါင်းတက်များ တော်လိုင်းတက်တွေအားလုံးကိုပြောချင်တာကဘူလန်လဆွေဆိုရဲကောင်ကိုလက်ပြန်ဂျိုးတုတ်ပြီးနေပြည်တော်လမ်းမပေါ်မှာညက်ခွက်ကိုသွေးနဲ့ဝိုင်းထွေးဖို့စီစဉ်ပေးပါတစ်ချိန်လုံးတစ်တော်ဘော်က Facebook ဘော်ကအမျိုးမျိုးတိုင်းပြည်နဲ့လူတို့ကိုဒုက္ခပေးနေတဲ့ကောင်တွေစစ်တပ်ကကောင်ဒီမှန်သမျှအကြံခံရေးပါတီတွေဝင်ပြီး တိုင်းပြည်ကိုဒုက္ခပေးဖို့တဖန်ပြန်ပြီးတော့လုံနေကြပြန်ပြီဒါကိုရွေးကောက်ပွဲဆိုပြီးခေါင်းစဉ်တတ်ထားတာအမှန်ကခွေးမီးကောက်ကို ကြည်တော့ဆွတ်လဲပြန်ဖြောက်မလာပါဘူးရုပ်မာတဲ့စစ်တပ်ဟာရွေးကောက်ပွဲဝင်ယုံမကလို့ဂရုံတုံးပြီးတတလုံး ဖုံးကြီးဝစ်လဲငါတို့ကဥချမှာမဟုတ်ဘူးအဲ့တော့ဘူလက်လာဆွေကျန်ဖို့ပါတီဘိုးကောမဒီဝင်နေပြီးတော့ကောင်စီနေမီဥက္ကဋ္ဌပုပ္ပတတိမျိုးနဲ့ အမတ်လောင်းအေဌာနချုပ်ကိုစုံစမ်းပြီးတော့အော်တိုဘလနောင်ပိုင်းမှာရခိုင်ဒေသစီအေးဆိုင်ရာအစည်းအဝေးမှာညွှန်ကြားပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာကိုလှုပ်ချန်တက်ဖြတ်ရေးဘုံကျဲရေးအမုတ်ချေရေးကိစ္စတွေဆွေးနွေးတဲ့သတင်းတွေတော့ထွက်ပေါ်နေပါတယ်ဒီအောင်အခြေခံပြီးဘူလက်လဆွေဟာအရကတ်တတော်ရင်ပူပေါင်းတက်တွေ တမူးချက်ကိုကျွန်ထုံးမြတ်နိုင်ကိုချိန်ချောက်လိုက်ပါတယ်မင်းတို့ကဘာဖြစ်နေလဲဆိုတော့ငါကြီးတော်ဇာငါကြီးတော်ဓာ sorry 1 2 3 4 action ငါကြီးတော်ဓာကြီးဆွဲပြီးထွက်သွားလိုက်ထိတ်ကြီးခွဲပြီးပြန်လာလိုက်ညီပြင်းမှာရခိုင်စစ်ဒေသနဲ့မကွေးပကိုးအဆက်ရခိုင်ရိုးအဆက်တွေအကုန်လုံးမှာသေတဲ့မတာတွေကိုအာသူဘချနိုင်အောင်အရင်လောက်အောင်ဘူးလက်လာဆွေဒီအကြောင်းကိုကျွန်တော်ကနက်ဦး ပြောပြချင်ပါ रे အဲ့တော့စစ်တပ်ရဲ့ပြစ်မှတ်ဟာအရခတ်တတော် AE ကိုအာယုံစိုက်လာပါ रे ဒါကိုအရခတ်တတော် AE ကလည်းသိရှိလိမ့်မယ်လို့ယုံကြည်သလိုအရခတ်တတော် AE ဘုချုပ်ထုံးမြတ်နိုင်ကိုအတေရအရှင်ရရနီလန်ပေါင်းစုံနဲ့လှုပ်ချံဖို့တက်ဖြတ်ဖို့အကြံဖတ်ဖို့စူးစမ်းလာမယ့်အချိန်ရောက်လာပါပြီ။ဒါကြောင့်ဒီနေရာကနေ ူကျွထွန်းမြင့်နိုင်ခင်ဗျာအရကတတော်အီတမူးချုပ်ဘူကျွထွန်းမြင့်နိုင်လေကွာအရကတတော်အီတက်ဖွဲ့ဝင်တဦးချင်းတယောက်ချင်းစီတိုင်းအရကတတော်အီနဲ့ပူပေါင်းတက်ဖွဲ့ဝင်များအားလုံးတော်လိုင်းကြီးတက်ဖွဲ့ဝင်များအားလုံးအထူးသတိဝရိယနဲ့လုံခြုံရေးတတိရှိကြဖို့မေတ္တာရက်ခံတယ်လို့အရကရက်ခိုင်လူမျိုးတိုင်းနာလူမျိုးပေါင်းစုံကလည်းငါတို့အရခတ်တတော်ဤနဲ့တော်လန်ရေးတပ်ပေါင်းစုတွေကို ရရင်းနဲ့စောက်လျှောက်ပြီးနှွေးထွေးအားပေးကုညီပါလို့တိုက်တွန်းလိုပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့လက်ရှိတော်လိုင်းရေးအခြေအနေဟာ KAI ဘူဂျုတ်ခွန်မော်နဲ့ပတ်သက်ပြီးတော့လေဘူလက်လာဆွေဟာရွှေလက်နဲ့ခေါ်တော်မူလာပါနော်ကြည်စံနဲ့ခေါ်မှမလာနဲ့ဆိုပြီးတော့ ဘူးလက်လာဆွေလို့လွတ်တော်မှာအစိုးတင်သွင်းတဲ့အတွက်နာမည်တွင်ခဲ့တဲ့ကောင်းအဲ့တော့အရခတ်တော်အီဟာစစ်ပွဲစစ်မျက်နာထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ကိုနောက်တဆင့်တိုးဖို့ဆောင်ရွက်တဲ့တရင်တစ်ခုတက်လာပါတယ်အရခတ်တော်အီနဲ့ချင်းတပ်ဖွဲ့တွေတွေ့ဆုံပါတယ် ULAA ထိမ့်ချုပ်ထားတဲ့မြို့ငါးမြို့ကိုလွတ်လွတ်လပ်လပ်လေပတ်တယ် ULAA ပါတီခေါင်းဆောင်ပိုင်းတွေအကြီးအကဲတွေစုံစုံလင်းလင်းနှွေးနှွေးထွေးထွေးကြိုဆိုပြီးကျွန်တော်တွေးဆောင်ခဲ့ရတယ်တင်ယူစရာတွေအများကြီးရခဲ့တယ်တော်လိုင်းအေးကိုဘလို့အဆင်ဆင်ကြော်ဖြတ်မလဲဘလို့တီဆောက်မလဲဘလို့အခက်ခဲတွေဖြစ်လာကလေးဆိုတော့ကိုဆွေးနွေးပြစ်ခဲ့တယ်လို့ချင်းတက်ဖွဲ့ခေါင်းဆောင်ဆလိုက်ရောမန်ကဒီကနေ့ထုတ်ဖို့ကြေကြာထားပါတယ်အဲ့တော့ စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေဖြစ်လာနိုင်တာကိုခံမှန်းကြရတယ်။ပြင်ဆင်ထားကြတာတွေလုပ်မယ်။ပူပေါင်းကြမယ်။နိုင်ငံရေးမဟာမိတ် စီးပွားရေးမဟာမိတ်ပူပေါင်းချိတ်ဆက်ဖို့တိုင်းသားလူမျိုးတချင်းချင်းအပြန်လန်ဖေးမကူညီဖို့တိုင်းသားလူမျိုး အားလုံးအပါဝင်ချင်းတွေလည်းခံစားလာခံစားရအောင်ချင်းတွေလည်းပါဝင်လာအောင်ချင်းတွေလည်းတိုးတက်ကြီးပွားလာအောင် ရခိုင်နေလေအဲ့လိုပဲခံစားခွင့်ရအောင်ကြီးပွားချမ်းသာခြင်းတွေတည်ငြိမ်အေးချမ်းခြင်းတွေအပြန်အလှန်ကူညီပြီးအပြန်အလှန်အကျိုးစီးပွားဖြစ်အောင်ဒါမျိုးဆွေးနွေးတွေ့ဆုံခဲ့ကြရတယ်လို့စလိုင်းယောမန်ကပြောပါတယ်အာခတ်တက်တော်နဲ့ချင်းညီညောင်းနေတွေ့ဆုံကြတဲ့တည်င်းဒီကနေ့ထွက်ပေါ်လာပါတယ်အဲ့တော့တော်လန်ကြီးရဲဘော်တွေတွေ့တော့တော်လန်ကြီးအကြောင်းဆွေးနေတာပေါ့ ော်လိုင်းကြီးရဲဘော်ဆိုတော့လေစစ်ကောင်စီကိုအမြင့်ဖြတ်တိုက်ရေးဆွေးနွေးတာပေါ့အပြန်လန်ကူညီဖို့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်ဖြူဟာကြတဲ့ပူပေါင်းစစ်ပွဲတွေဆင်နွှဲဖို့ကဲဒီလိုအခြေအနေတွေရှိပါတယ်ဒီကနေ့အကတတော်အေးစစ်ဦးစီးချုပ်ကိုထွမြင့်တဲ့အပါဝင်အေးထိပ်ပိုင်းကောင်းဆောင်နေတဲ့ချင်းကြီးအောင်စီပီဖွဲ့နဲ့တွေ့ဆုံတဲ့ အပြန်လန်ထိုးစစ်တိုက်စစ်ခံစစ်ခြေစစ်ခွာစစ်တို့ကိုစောင့်ရွက်မယ်စည်ရေးနိုင်ငံရေးစီးပွားရေးတို့ကိုပူးပေါင်းစောင့်ရွက်မယ်ဒီလိုပဲကချင်းနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်မုံနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ကရင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ဗမာတွေနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆပါတယ်ဗမာတတ်တော် BA ကတော့အာရခတတ်တော်ရဲ့ပြုစုပြောထောက်မှုအောက်မှာထွက်ပေါ်လာတယ် NUG နဲ့အရခတ်တော်ကြီးဆက်ဆံရေးကတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်မြေပြင်မှာတော့ပကွေးမကွေးစစ်မြေနာမှာတော့အရခတ်တော်ကြီးရဲ့ပူပေါင်းတက်တွေနဲ့ကျွန်တော်တို့ပြည်သူကဝေးတက်တွေနဲ့ပူးတွဲတိုက်ပွဲဝင်မှုတွေလုပ်နေတယ်ဆိုတာကိုတော့ကျွန်တော်ကြားရတယ်သိရတယ်ဂျန်နရီကိုတော့စစ်ရေးရှုတ်ဝက်ချက်အရာသိလဲပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ဒီလိုအခြေအနေတော်လိုင်းကြီးမှာ တော့ဖက်စစ်တက်တက်မှာဘာတွေဖြစ်နေလဲဖက်စစ်တက်ဘက်မှာတော့မျက်ရည်လေရွယ်ဖြစ်တာတွေရှိပါတယ်အဲ့တော့လူမျက်ကြောမင်းကပြည်သူလူထုအမြော်လင့်ချက်အမားတွေ free host တွေမပေးပါနဲ့မပေးပါဘူး Facebook ပို့တစ်ခုတွေးလိုက်လို့ပါ Facebook ပို့တစ်ခုတွေးလို့ပြောပြချင်တာပါကြီးလေးကြီးရတယ်အဲဒါတော့ဗျာနော်အဲ့လိုတော့ Facebook ပို့တစ်ခုမှာချက်ဖို့အမာခံပေါ့ကွာချက်ဖို့ line human အမိနဲ့အဲ့တော့ချက်ဖို့အမာခံ ကြက်ခံဖွံ့ဖြိုးရေးပါတီကိုထောက်ခံတယ်စစ်တပ်ကိုထောက်ခံတယ်ဆိုတော့အဲ့ဒီမှာသူ့သားဟာဗမော်စစ်မြေပြင်မှာတိုက်ပွဲဝင်နေတာအဲ့တော့ KA ကဒုမဟုတ်ရဲဘော်တရားရောက်တလိုင်းရဲဘော်တရားရောက်တိတ်ဆုံးတဲ့ပုံနဲ့ဓာတ်ပုံရိုက်ထားတာကိုတင်ပြီးတော့ငါသားกว่าသူ့သားဗမော်မှာနိုင်နေတယ်ပေါ့ရေးတယ်အဲ့လိုရေးပြီးတော့ဒါပါတော့ဘေးမဒီရေမခါပဲအမိမျိုးကိုကာကွယ်နိုင်ပါစေအဲဒါ ကလေးပုံမတင်ပါနဲ့အဲအဲ့လိုပေါ့နော်မှတ်ချက်တွေလည်းအများကြီးရှိတယ်အဲ့လိုပို့တင်ပြီးတော့ငါသားกว่าဆိုပြီးတော့အမိမေကိုကာဝယ်နိုင်မယ်ပါညာပို့တင်ပြီးတော့နာယီပိုင်းအကြာဒီမှာနာယီပိုင်းလေးမှာသူ့သားသိသွားပြီတဲ့အဲ့ပို့မှာပဲအဲ့သူ့ဝေးပို့မှာပဲပြန်တင်တယ်ဘသူမှတရင်မမေးပါနဲ့အိုးကျွန်တော်မခံစားနိုင်လို့မပြောချင်ပါဘူးဗျာလို့ဆိုတော့ ် Facebook တကူဖတ်လိုက်ရတယ်။ကွန်မတ်တီမှာလဲဗျာ။ခုနကြည့်ရင်းနဲ့ပီတိဖြစ်တာဗျာ။မနေ့ကတော့တွေ့သေးတယ်။အခုသေသွားပြီလား။ဟာမနေ့ကတော့ရန်သူအလောင်းပေးမှပုံနေနဲ့ဗျာ။ကျွန်တော်တို့ဂုံယူနေတာ။အခုသေဗျာ။သေသွားပြီလား။ဆိုတော့24နာရီမပြည့်ပါဘူး။ဘီသူမြစ်တာစူးပါလေ။ပေပြီလေ။စူတောင်းပြည့်ချက်မတာပေါ်ပြီ။အခုတော့သေသွားပြီ။စူတောင်းပြည့်တယ်နေမကူဘူး။ဆိုတော့ပြည်သူလူထုရဲ့ ဝင်ရောက်ရေးသားတဲ့ကောမတ်တီကိုလည်းတွေ့ရပါတယ်ဆိုတော့အဒီအပိုင်းတွေမှာဒီကျွန်တော်တို့ဗမော်တိုက်ပွဲမှာ KA KA နဲ့တိုက်ပွဲဖြစ်နေတဲ့အဓိကခလာရ60ခုတိုက်ရင်ဘက်မှာတိုက်ပွဲတွေရှိတယ်အခုသေသွားတဲ့ကောင်ဟာနိုင်မချဘူးသူကဒီတော်လိုင်းရဲဘော်တယောက်ရဲ့ရဲဘော်တယောက်ရဲ့သေဆုံးသွားတဲ့ဓာတ်ပုံရိုက်ပြီးနိုင်မချဘူး ိတ်သွားတဲ့လူကနိုဝင်ဘာ6ရက်နေ့ခလိုက်ရ40ကွန်တိုက်ရင်းဒီမှာတိုက်ပွဲအဲ့တိုက်ပွဲမှာသိတ်သွားတဲ့ကောင်အရာရှိလို့သိရတယ်6ရက်နေ့မှာဗမ္မာမှာဒူယင်မှုတယောက်ပြင်းထန်တန်ရာရသွားတယ်ပြောတယ်အဲ့ဒီကောင်ပဲဖြစ်ရမယ်40ကွန်တိုက်ရင်းဘက်မှာငါတို့ drone ပုံစံမိသွားတာသိပြီထင်တာပဲလို့ကချင်ဘက်ကပြောပါတယ်အဲ့တော့ဒီနေ့ဗမော်တိုက်ပွဲဟာဆိုရင်တနှစ်ပြည့်ကံဒီအခြေအနေကိုအားလုံးသိပြီးဒါလည်းဖြစ်ပါတယ် ဲ့တော့တိုင်းသားတော်လိုင်းတက်ဖွဲ့တွေဘက်ကတော့စုစည်းညီညွတ်နိုင်ဖို့တိုင်းသားတော်လိုင်းတက်တွေတပေါင်းစုဝင်ရိုးတစ်ခုဗမာတက်တွေတပေါင်းစုဝင်ရိုးတစ်ခုပြည်သူတပေါင်းစုဝင်ရိုး၃ခုနဲ့တော်လိုင်းရေးကိုမောင်းနေနိုင်ရင်မင်းအောင်လိုင်းကိုလွန်ခဲ့သောနှစ်တွေကလုံနိုင်ရင်ပေါ့ဗျာမင်းအောင်လိုင်းကိုအခုဆိုရင်ကျွန်တော်အိမ်ခေါ်အဝိရှော်ခိုင်းလို့ရနေပြီခွေးကတက်ကိုပို့လို့ရနေပြီဒါပေမဲ့တော်လိုင်းရေးတည့်ရဲ့စစ်ပွဲတစ်ခုဆိုတာလူမြတ်ကျော်ဗီဒီယိုထိုင်ပြောနေတာလို့တော့မလွယ်ဘူးဒါအမှန်တိုင်းပဲ စူးစီးဖို့ညှိညွတ်ဖို့အခက်ခဲတွေနှိမ့်နိုင်ရတော့တွေအများပြားရှိတယ်အဲ့ဒါမှထပ်ပြီးတော့နှိမ့်နိုင်ရတာတို့တွေ့ဆုံရတာထုတ်ထက်လက်ရှိဖွဲ့စည်းတစ်ခုရဲ့အကျိုးစီးပွားအဖွဲ့စည်းတစ်ခုရဲ့မူဝါဒတွေမြေပြင်အနေအထားတွေရှုပ်ထွေးမှုတွေလည်းအများပြားကြုံတွေ့ကြရမှာဖြစ်တယ်ဒါကြောင့်မို့အချိန်နေနဲ့အချိန်ခါလိုက်ရောအချိန်နေနဲ့အချိန်ခါရဲ့တောင်းဆိုမှု တခါတလေကြာရင်အနာမပေါက်ခင်စီးထဲလို့မရဘူးစီးစရာတယောက်ကအနာမပေါက်ခင်ဒီလက်မှာအနာပေါက်မယ်ဆိုတာ तू ကစေးပညာအရမြင်နေတယ်အာဒီနေရာမှာပြင်းထန်တဲ့အနာကြီးတစ်ခုပေါက်တော့ဟေ့မင်းအနာပေါက်တော့မယ်စေးလိမ့်စေးလိမ့်ဆိုတော့အနာကမပေါက်သေးဘူးစေးကြိုလိမ့်ခိုင်းရင်အစဲခံရတယ်တခါတလေကျွန်တော်တို့လည်းဒီတိုင်းပဲအဲ့တော့အနာပေါက်မှစေးပြပါအဲ့တော့အခုဆိုရင် အချီနီတွေကတောင်းဆိုလာပြီကာလဒေတာလူပုဂ္ဂိုလ်ပယောကအချီနီအချိန်ခါကိုကြာရောက်လာပြီ ဖြစ်တဲ့အတွက်အဲ့ဒီတပ်ပေါင်းစုကမစုခြင်းလဲစုကိုစုရတော့မှမစုခြင်းရင်တော်လိုင်းရှုံးမယ်မစုမဲ့သူတွေတော်လိုင်းကထွက်သွားပါပြန်မှန်ပါလေဒီတပ်ပေါင်းမစုရင်တပ်ပေါင်းစုနဲ့မတိုက်နိုင်ရင်တော်လိုင်းမနိုင်ဘူးရှင်းတယ်တပ်ပေါင်းစုမှနိုင်မယ်ဒါကိုလည်းတော်တော်များများ အားလုံးအခုတိလာကြပါပြီအဲ့တော့နိုင်ကျင်တဲ့စိတ်ရှိတဲ့အတွက်တပ်ပေါင်းတွေစုကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒိုင်းသားတပ်ပေါင်းစုပမာတပ်ပေါင်းစု ပြည်သူတပ်ပေါင်းစုဝင်ရိုး၃ရက်နဲ့ဖက်စစ်တပ်ကိုအမြင့်ဖြတ်နိုင်ဖို့စူးစမ်းပေးပါစုစည်းပေးပါညီညွတ်ပေးပါလို့ပြည်သူလူထုကိုစားကျွန်တော်မြတ်တာရက်ခံလိုပါတယ်ဒီကနေ့ဒီကိချိန်မှာတချို့တော်လန်ရေးပြီးသွားပြီလို့ပြောလာကြတယ်တော်လန်ရေးကတော်လန်ရေးကပြီးသွားပါပြီ ်ဟုတ်လားတော်လန်ကြီးပြီးမပြီးတော့မသိဘူးဒီကနေ့တော့ဂျိုးဝင်ကောက်ပါထွက်စော်ပါတယ်ဘကူဝေါ်မှာ ထွက်စော်ပါတယ်နော်ဒီလိုအခြေအနေတွေတော့တွေ့ရပါတယ်ဘကူတိုင်းဝေါ်မြေကျိုးတိုက်နေရဲစခန်းကနယ်ရင်းတကောင်တိတ်ရှင်းဆုံးနဲ့တွေ့ပါတယ်ဇင်မင်းသူမနက်ခုနှစ်နာရီမြေကျိုးစေးတဲ့လာတယ်တနက်နဲ့လေးချက်ပြစ်လိုက်တယ်တွေ့သွားတယ် PDF သတင်းတွေထောက်လိုက်ပြီးစစ်တပ်ကိုသတင်းပေးနေတဲ့ကောင်ပြည်သူတွေကိုအကြောင်းမဲ့နှိပ်စက် 今天你得搞，我一年你得搞，上个月我们得压盘的搞，昨晚嘛，十点那帮人老么在玩呢，碰上几个你得搞，现在我比如讲，我一打牌，谁来牌？哪里有把勾的？打哪里？就比如讲，我玩，谁呢？十点两两那双啊，那丑哪一？OPPO 你要不要加打牌？谁买？ ဝင်းအောင်ကစစ်တန်းတတ်တာတွေတော်လိုင်းတတ်ရဲ့သတင်းတွေကိုထောင်လန်းပြီးတော့စစ်တပ်ကိုပေးတယ်စစ်မှုထမ်းစက်ကြီးကောက်တဲ့ဓမြတိုက်တယ်လူငယ်တွေကိုစစ်ခွေးတွေနဲ့အတူပေါင်းပြီးပေါ်တာဆွဲတယ်စစ်ကြောင်းတွေကိုလမ်းပြနေတဲ့ကောင်အဲ့တွေရှင်းပါတယ်ထတ်လို့တဲ့ကောင်ထတ်ရှင်းပါမယ်အဲ့တော့တော်လိုင်းပြီးတော့ပြီလိုင်းတဲ့ဘုံနဲ့ပြောရင်တော့တော်လိုင်းပထမလိုင်းတော့ပြီးသွားပြီဗျာ အဲ့တော့မဝေးတဲ့အတိတ်ကိုနည်းနည်းခြေရခံကြည့်အောင်ပထမလိုင်းမှာမာလာနဲ့ဆေယာသာတိန်စစ်အုပ်စုတစ်ခုလုံးစီဒီယန်နဲ့တပိတ်လုံရှားမှုတွေနဲ့လက်နက်ကင်တော်လန်ရေးနဲ့ NUG NUC ဘာညာဖူးပွဲမှုတွေအဖွင့်လူလူပါဝင်မှုအများဆုံးအခြေအနေကြီးလူလူထောက်ခုမှုအမြင့်ဆုံးအခြေအနေကြီးတော်လန်ရေးရဲ့ပောက်ကွဲမှုပြင်းထန်ဆုံးအခြေအနေကြီးကိုတော့ကျွန်တော်တို့ပြီးသွားပါအဲ့ဒါပြီးသွား ပထမလိုက်မှာတပိတ်တွေအများကြီးပေါ်ခဲ့တယ်လက်နက်ကင်တိုက်ပွဲတွေလက်လုံးတွေနဲ့စခဲ့တယ်ထောက်ပံ့ကူညီတဲ့ပြည်သူတွေကတတိုင်းမြေလုံးကြီးပါအောလုံးဝထားနေတယ်ရှမ်းဘုံငွေတွေအေးလိုက်အားလိုက်ထဲကြတယ်စီလုံးခဲကြတယ်ညီညွတ်ခဲကြတယ်ခိုင်မာခဲကြတယ်နေရာမရှိဘူးလုတ်ပိုင်ခွင့်မရှိဘူးကိုကြိုးမရှိဘူးအဖွဲ့အစည်းအကျိုးစီးပွားမရှိဘူးဒေတာရင်းပျောက်ကြားစစ်တွေအီယာကိုနေမြေသိန်းစစ်တွေအားကောင်းမောင်းတန်နေဖြစ်ခဲ့တယ်ပထမလိုက်မှာ ကျွန်တော်တို့ PDF ရဲဘော်တွေစော်ဆောင်ရမ်းကြည့်ခဲ့တယ်ပထမပိုင်းမှာလက်နက်ခဲယံမရှိဘူးအားနေတယ်စစ်ပညာစီရေးတွေ့ကြုံနှုတ်နေတယ်ဒေဇရာအသက်တွေပေါ်ပြီးတစ္ဆေယတနက်တွေရှားခဲ့တယ်ဒီအခြေအနေတွေတော်လိုင်းကြီးငားနဲ့ခီးဖြတ်တန်းအပြီးမှာရက်တက်သွားတယ်ဒုတိယလိုင်းဘော်တွန်းအပ်နဲ့ပြန်ဖွင့်လာတယ်လို့နိုင်ငံတုံးသက်သူတွေကပြောတယ် စိန်ခေါ်မှုအစ်စ်တွေနဲ့ပြင်းညံ့နေတယ်။စစ်တပ်ရဲ့ပိုက်စိတ်တိုင်းမှုအညှိုးနဲ့ဖိနှိပ်မှုတွေအောက်မှာပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုအခြေအနေဟာပုံစံတစ်မျိုးနဲ့ငုံရှိုးသွားခဲ့တယ်လို့မြင်ရတယ်။တချို့လူတွေလမ်းကြောင်းလွဲသွားတယ်။တချို့လူတွေကိုယ်မူနဲ့ကိုယ်ကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်ရှင်းတန်းနေတယ်။အဖွဲတွေအများကြီးတပ်ဖွဲ့တွေတလေကြီး ထမလိုင်းမှာစစ်ပညာစည်ရေးတွေ့ကြုံနုနယ်ခဲ့ပေမဲ့ဒုတိယလိုင်းမှာစည်ရေးတွေ့ကြုံတွေစစ်ပညာတွေအထိုက်လျောက်ရှိလာသလိုစည်ရေးရပုတ်တိုက်မှုပြဿနာတွေနေမြီပြဿနာတွေအခွန်အောက်ပြဿနာတွေအများကြီးဖြစ်လာတယ်အဲ့ဒီဒုတိယလိုင်းမှာရံမုံငွေရဖို့တော်တော်ယုံကန်နေရပြီမောင်းမြန်နေအပုံလိုက်ရှိတဲ့နေရာတွေအများကြီးပဲဒါမဲ့တနက်ပြစ်ပြီးလက်ညိုးကွေးမဲ့ရဲဘော်တွေတော့ရှားလာပြီ အဲ့ဒီဒုတိယလိုင်းမှာပဲစော်ကြည့်ခဲ့တဲ့ PDF ရေပေါ်ကြီးတချို့ဟာစော်ပစ်မှာဆိုးလို့တော်လိုင်းကြီးကိုကြောခိုင်းလိုက်ကြတယ်အချာအကြောင်းကြောင်းချောက်တော်လိုင်းကြီးကိုကြောခိုင်းသွားကြတဲ့လူတွေအများကြီးရှိတယ်ဒုတိယလိုင်းမှာနိုင်ငံရေးရနိုင်ငံရေးစုဖွဲ့မှုတိုင်းနဲ့ပြည်နယ်တွေမှာတိုင်းနဲ့ပြည်နယ်14ခုလုံးနီးပါးမှာ NUG CRPH အပါအဝင် NLD ပါတီတွေက တိုင်းအစိုးရယူနစ်တွေဆိုပြီးဖွဲ့နေကြတယ်။ဒါမဲ့ပြည်သူလူထုကစိတ်ကိုမဝင်စားဘူး။ဒုတိယလိုင်းမှာတိုင်းသားဤရောက်တွေက DNL MNDA တို့အပြစ်ရကြပြီးနောက်ဆုံးကြတယ်။အညာမှာတော့အထွေထွေကြက်တဲနေပြီးစာဝင်းကြီးကုံစိန်းတို့ကအစကုံစီလမ်းကြောင်းတွေအကုန်ပိတ်ဆို့ခံရပြီးတချို့တက်တွေကိုဘာသာကိုအပြစ်ရနေကြတယ်။ ပထမလိုင်းရဲ့စီမျောမှုနဲ့ပါလာတဲ့သူတွေလည်းဒုတိယလိုင်းမှာတောင့်တနေတာတွေ့ရတယ်။အဲ့တော့ပထမလိုင်းမှာမတရားစစ်အာဏာသိမ်းလို့တော်လှန်ကြတယ်။လူလူကောင်းဆောင်ကိုမတရားဖမ်းလို့တော်လှန်ကြတယ်။ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုမတရားတတ်လို့တော်လှန်ကြတယ်။ပြည်သူပိုင်းအသက်အိုးအိမ်စီးစင်တွေကိုရရဖြစ်ဖြစ်စီလို့တော်လှန်ကြတယ်။အထွေထွေမကျေနပ်မှုတွေကြောင့်တော်လှန်ရေးကို ပြည်မလူငယ်အများစုနဲ့လိုင်းထံခဲ့တဲ့ပထမလိုင်းကျွန်တော်ခုနတင်ပြခဲ့တဲ့ဒုတိယလိုင်းရဲ့ကြက်တဲမှုတွေကိုပါနဲ့ကျွန်တော်တို့စော့ဩကြမလဲနိဗ္ဗာန်စော်ဘယ်လိုလုပ်မလဲဒုတိယလိုင်းမှာအတွေးခေါ်လိုလာပြီယုံကြည်ချက်လိုလာပြီအရင်တုန်းကလိုပထမလိုင်းတုန်းကလိုပြည်သူလူထုတခဲနဲ့ပါဝင်ပြည်သူလူထုက ရမုံငွေတွေအများကြီးတောက်ပတ် sorry ကြည်ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်တော့ဒုတိယလိုင်းရဲ့အတွေးခေါ်ကဘာဖြစ်နိုင်တယ်လဲဒုတိယလိုင်းမှာဥဆောင်နိုင်မဲ့တော်လိုင်းကို ပြန်လဲမောင်းနေနိုင်ဖို့ဝင်ရိုးတွေတပ်ပေါင်းစုဝင်ရိုးတွေဖြစ်လာဖို့ဘသူကတိုက်တွန်းဆော့အော်စူစီးဆောင်ရွက်မလဲကောင်းဆောင်ဘသူလဲပြည်သူလူထုပြည်သူလူထုဆိုပြီးတော့ဗဇက်ကတဖွားဖွား ပြောနေပြီမဲ့အဲ့ဒီပြည်သူလူဆိုတဲ့လူတွေကိုဒုတယ်တရဖြစ်အောင်စုနိုင်ဖို့လိုတယ်တော်လိုင်းကြီးကတတ်တတ်ပြည်သူကတတ်တတ်ဖြစ်နေတော့ဒုတိယလိုင်းဟာဒုနဲ့မျက်ရည်တော့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့စိန်ခေါ်မှုအစ်စ်တွေစနေပါပြီဘလို့တိုက်ပွဲ ဘယ်လိုစုစည်းမှုမျိုးလဲလုပ်မလဲဆိုတဲ့အဖြေတွေကျွန်တော်ပြောရတယ်မှာပါသွားပါပြီ။ဘဲလုံစာတစ်ခုထပ်ပေးခဲ့ပါမယ်။ဝင်ရိုး၃ရက်နဲ့ညညမှုနိဗ္ဗာန်တိုက်ပွဲနဲ့ကျွန်တော်တို့အောင်လို့စိတ်ဒီသူနဲ့တော်လိုင်းကြီးတသားတည်းဖြစ်မဲ့လူလူစီယုံကြီးပုံတတ် တဲလွန်စားပြီးပြီးခဲ့ပါတယ်ကျွန်တော်ပြောတဲ့ပထမလိုင်းဒုတိယလိုင်းသုံးသပ်မှုပုံစံနဲ့လက်ရှိအရောခတ်တတော်အေးဆောင်ရွက်နေတဲ့ပုံစံ KIA ဆောင်ရွက်နေတဲ့ပုံစံ NUG ဆောင်ရွက်နေတဲ့ပုံစံအခြားတော်လိုင်းတက်တွေဆောင်ရွက်နေတဲ့ပုံစံကိုပေရန်လေးတပွဲတိုင်းတာပြီးစစ်တမ်းထောက်ကကောမမရေးထားပေးခဲ့ပါဗျာယေရှုတမန်